အိမ်တွင်ကလေးအထူးကူဆရာဝန်ကလေးတွေကမကြာခဏနေမကောင်းဖြစ်ကြတယ်ဒါတဘာဝပါပဲကလေးတွေကလူကြီးတွေနဲ့စားနေကြုံဘူးထိတွေ့ဘူးတော့ယောဂါတွေကနင်းနေသေးတယ်ယောဂါဆိုးကထိတွေ့ဘူးပြီလဲကိုကံအားထွက်လာတတ်တယ်မထိတွေ့ဘူးတော့ကလေးတွေမှာကိုကံအားကတိတ်မရှိသေးပြီးတော့ကလေးက ဖြစ်လင်ပြောမပြတဲ့ဒီတော့ယောဂအတိန်နဲ့ကိုခံမှန်းရခတ်တတ်တယ်တခါတလေမမှန်းတက်တာလေးနဲ့လဲဆရာဝန်စီပြေးချင်ပြေးရတတ်တယ်မြို့ကြီးတွေမှာနေပြီးနည်းနည်းတက်နိုင်သည့်မိဘများကတော့ခလေးအထုကုဆရာဝန်စီတန်းပြေးတတ်တယ်ခတ်တာကဒီနေရာမှာလဲမိဘကအစွဲကကြီးကြပြန်တယ် ိုက်တဲ့ဆရာဝန်ရှိသည်ဆိုပဲဒီစီးသုံးလိုက်လို့ယောဂါပြောက်သွားလင်အကြောင်းရင်းနှစ်ခုသာရှိပါတယ်တစ်ခုကဒီစီးသောက်လင်ပြောက်မိယောဂါမှုပါဒုတိယအကြောင်းရင်းကတော့ပုံရိပ်အတွေ့များတယ်ဘာစီးတိုက်တိုက်ဘာစီးမှမတိုက်ပဲနေနေပြောက်မိယောဂါမှုလို့ပါအားလုံးယောဂါနှစ်သာဆိုင်ပါတယ်ဆရာဝန်နှစ်မဆိုင်ပါသို့တော့အစွဲအလန်းကြီးသည့်မိဘက အဲ့ဒါဆေးပြီးတဲ့ဆရာဝန်နဲ့ဆိုင်သည်ဟုထင်တော့တယ်ဒီတော့ကလေးအထုကုဆရာဝန်အများအပြားရှိသောမြို့ကြီးတွေမှာတချို့ဆရာဝန်တွေစီမှာစောင့်ရတဲ့အချိန်ကတော်တော်ရှည်လာတယ်ကြာကြာစောင့်ရနေလူကြီးလည်းပြဿနာရှိတယ်တကယ်နေမကောင်းနေသည့်လူကြီးကဆေးကန်းထဲမှာကြာကြာမထိုင်နိုင်ကလေးပြဿနာကတမျိုးဘဲကလေးမှာဆေးကန်းထဲမှာကြာကြာစိတ်ရှိရှိမထိုင် ပြဿနာအမျိုးမျိုးပေးတယ်ကြီးကြတယ်ဒါကိုတိတဲ့ဖြစ်မိဘကတိုကင်နမတ်ကိုအလှဲ့ကြော်ပြီးမှစေကန်းကို အရောက်လာပြီးအချိုးအချောင်းပြောပြ၍ပြန်ဝင်ခြင်းနဲ့ခတ်တာကအဲ့ဒီလိုစိတ်မျိုးက လူတိုင်းမှာရှိကြတော့တိုကင်နမတ်တွေသာကြီးနေတဲ့ဆရာဝန်လာတော့လူတွေကမရှိရှိရလူပဲကြည့်ပြီးဆရာဝန်ကပြန်သွားတော့နောက်မှရောက်လာတဲ့မိဘတွေက ဆရာဝန်ကိုတားမထားရကောင်းလားဟု စေးကန်းနဲ့ရန်ဖြစ်တော်တယ်ဆရာဝန်လည်းလူပါပဲသူလည်းနနက်၈နာရီခန့်ခဲကမမြင်ရသေးသောသူ့မိသားစုစီသူ့ပြန့်ချင်မပေါ့မရောက်သေးသည့်လူနာကိုစောင့်နေဖို့ဆိုရလဲစောင့်နေတိုင်းရောက်လာတတ်တာမျိုးမဟုတ်တော့အတွေ့အကြုံများသောဆရာဝန်ကတိတဘောနောက်ဆုံးတော့အဖေကတော်ယုံတန်ယုံနေမကောင်းတာလောက်ကို ကိုဟာကိုအိမ်မှာပဲကုကြတာအကောင်းဆုံးဟူ၍ဖြစ်သည်ဒါနင်းနေပါပါကျမ်းမာ၏အသည့်ရှိသောမိဘတွေအတွက်ပါတော်ယုံတန်ယုံလားအရေးကြီးတာလားခွဲမသိနိုင်စွမ်းသည့်မိဘများကတော့ဆရာဝန်စီသာတွားကြပါအိမ်တွင်ကလေးအထူးကုဆရာဝန်မလောက်ကြပါနဲ့အိမ်တွင်ကလေးအထူးကုဆရာဝန်ဆိုတာမိဘကိုဆိုလိုတာပါလမ်းထိပ်ဆေးဆိုင်ကဆေးရောင်းသည့်ကောင်းကလေးမဟုတ်ပါ လမ်းထိပ်ဆေးဆိုင်ကဆေးရောင်သည့်ကောင်ကလေးကိုအကြံမတောင်းပါနဲ့သူ့အကြံတွေကအန္တရာယ်များတတ်ပါသည်သူ့အဖေဆေးဆိုင်ပိုင်ရှင်ရောင်းသောဆေးထုပ်ကလေးတွေလည်းဝယ်မတိုက်ပါနဲ့သူ့အဖေလည်းကလေးအထုကုဆရာဝန်မဟုတ်ပါတော်ယုံတန်ယုံနေမကောင်းတာကိုကို့ဟာကိုအိမ်နှင်းကလေးအထုကုဆရာဝန်လုပ်ပါဆိုတာကကို့အိမ်မှာအလွဲတကူရှိပြီးဘေးကင်းရန်ကင်းနိုင်သော ြစ်စည်းကလေးများနဲ့ကိုယ်ကလေးကိုရှင်းဦးသူနာပြုစုတာကိုပြောတာပါတနှစ်အောင်ကလေးလေထိုးလင်တနှစ်အောင်ကလေးလေထိုးတာယောဂမဟုတ်ကြောင်းကလေးတိုင်းဖြစ်ကြောင်း grind mature စီမီတကောအဆရှိသောလေစေးဘာလေစေးမှအကျိုးမရှိသည့်အပြင်ဆိုးကျိုးပေးနိုင်ကြောင်းဒါဆိုးရင်ဆရာလားစာအုပ်တွင်ရောကလေးချမ်းမာရေးဆိုင်ရာ အယူအဆအမှားများစာအုပ်တွင်ရောရင်သွေးရတနာကလေးများအတွက်စာအုပ်တွင်ရောကျွန်တော်ထက်ကထက်ကထည့်သွင်းရေးသားခဲ့ပါသည်ရင်လူးစေးလူပြီးဓမ္မတရားကရင်ဘက်ကြီးလောင်သွားသောကလေးလဲကျွန်တော်တွေ့ခဲ့ဘူးပါသည်ရင်နှွေးကလေးထိုင်ရက်စိန်ချိုးပေးနေတော့အကျိုးရှိသည်လို့ဆိုသည် တချို့ကလေးတွေကရေကိုဆော့ရင်ဘိုက်နာရာတော့မိသွားတတ်တဲ့ ိုက်မိနဲ့အရေးပြားဆုပ်ပြဲတွေးထွက်လင်းတော့ဘီတာဒင်အဆရှိသည့်အနာလင်းဆေးတွေထည့်ရမှာပါတခါတရံတွင်အရေးပြားမဆုပ်ပြဲတွေးမထွက်ပဲအရေးပြားအောင်မှာတွေးချေဥသွားတာမျိုး ရှိတတ်ပါသည် ထို့အခါမျိုးတွင်တော့အင်ကားရေခဲတတာအေးကန်းထဲတွင်ထည့်ထားသောအတီးအရွက်ထုတ်တထုတ်ကိုယူ၍ကပ်ပေးလင်းတတ်တာတတ်ပါသည် မီးပြတ်၍အသီးရွက်ကတိတ်မအေးလင်တော့မတက်နိုင်ရေခဲကက်လင်လဲတသဘောတည်းရှိမည်နှာစီးချောင်းဆိုးနှာခေါင်းပိတ်တာကိုတက်တာအောင်လုပ်တာဘေးအကင်းဆုံးနဲ့အထီရောက်ဆုံးကနှာခေါင်းထဲသို့စားရည်ကြီးခတ်တာပါစားရည်ကြီးကိုကိုယ့်မသားအိမ်မှာလုပ်လို့ရပါတယ်ရေရှစ်အောင်စ240မီလီတဖန်ခွက်ခန့်ထဲသို့လက်ဖက်ရည်ဇွန်သေးနဲ့ တဝက်စာမမောက်သောအိမ်သုံးစားကိုထဲ့ပါမျက်စင်းပလင်းအားစင်းရေပလင်းတို့တွင်ပါတတ်သောစုတ်တန်းကလေးကို ရေနွေးချင်းပြီးသုံးပါထိုစားရေအချီကိုနှာဝတစ်ဖက်သို့တစ်ဆက်ချခလင်းကရှူသွင်းပြီးပျောက်သွားသည့်အချီခဏဆောင်ပြီးမှနောက်တစ်ဖက်သေးသို့တစ်ဆက်ချပါ မပြောက်မချင်းတစ်နေ့လေးကမှလိုအပ်သလောက်အထိလုံနိုင်ပါသည်စွပြုတ်ရေပူပူကလေးတိုက်ပါ အဟာရတန်ဖို့တော့ဘာမှမရှိပါထမင်းမကြွေးပဲစပြုတ်ရေးကြီးတိုက်လို့ကတော့ခလေးခံနိုင်ပြီမဟုတ်ပါသို့တော့ထိုးပူပူငန်ငန်အရသာခလေးကလေချောင်းအတွက်ကောင်းပါသည်ရေတက်ကလည်းလိုအပ်ပါသည်ခလေးရှူသောလေထဲတွင်ရေတက်ပါတင်ပါသည်နိုင်ငံသားတွင်တော့ရေနွေးငွေ့လွတ်ပေးသောဆက်ကလေးများအိမ်တွင်ဆောင်တက်ကြသည်ကိုရီးယားကားတွင်ပြလင်း လူနာခန်းပြပါက ပပလာရာသတိထားမိသည်မြမလီကတော့ငကိုကလေးကရေတက်လဲပါတဲ့တလောက်တော့ပါတက်သည် လေအေးဆက်တက်ထားသောအခန်းများကတော့နည်းနည်းချောက်တွေ့တက်သည်လေအေးဆက်ပြီးတွင်ရေကွက်ကလေးထားပြီးလင်တက်တာသည်ဟုတော့ငငေကစာတင်ပေးခဲ့ဘူးသောပါမောက်ခကြီးတူတင်ချပေးခဲ့သည်ကိုမှတ်သားရဘူးပါသည် လာသားကလေးရဲ့ခေါင်းက ချစ်ခဲကလေးတွေတန်လွင်စီဒို့မဟုတ်မာဂျရင်းလိမ့်ပြီးနူးလင်ခွာလိုက်၍ရသည်ဟုဆိုသည်အင်္ဂလိပ်ဆေးလဲ1%ဟိုက်ဒရိုကော်ဒီဆုန်းလိုဆေးမျိုးက အန္တရာယ်သိပ်မရှိပါတနည်းနှစ်ခါဆယ်ရက်လောက်လိမ့်ရပါသည်ခွေးချောင်းဆိုးတန်ကြီးနှင့်ကလေး wellness stream စလုံးရောင်ခြင်းအမိနှင့်ကျွန်တော်ဆောင်းမရေးဘူးပါသည် virus ပါပဲ ယောဂသဘာဝကတော့မပြင်းထန်ပါဒါပေမဲ့ခလေးကဇလုတ်တန်ကြီးနဲ့အဆက်မပြတ်ချောင်းဆိုးတက်သည်အသက်ရှူသွင်းနိုင်လဲရှိုက်တန်ကြီးမြည်နေပြီးရင်ပတ်အောင်လဲချိုက်ဝင်နေတတ်သည်တပတ်လောက်နေရင်တော့သူ့ဟာသူပျောက်သွားတတ်သည်ပျောက်သွားတတ်တော့လဲဖြစ်နေတော့ခလေးကိုကြည့်ရသည်မှာတနာเสียရေနွေးငွေရှူရလဲတတ်တာတတ်သည်သို့တော့ခလေးငို၍ ရုံးကန်အော်ဟစ်နေလင်ပိုဆိုးတက်သည်ဒီလိုဆိုလင်မအော်ပဲမငိုပဲရေနွေးငွေ့ရှူမိအောင်လှုပ်သည့်နီးကရေနွေးငွေ့ရှိသောအခန်းထဲတွင် ခလေးကို ချော့ထားပါတက်နိုင်သူများအတွက်ကတော့ရေဘူးရေနွေးရှိသောရေချိုးခန်းထဲမှာ ရေဘူးရေပန်းကို10မိနစ်15မိနစ်လောက်ဖွင့်ထားပြီးခလေးနှင့်အတူ ရေပန်းနှင့်ခတ်ဝေးဝေးမှနေ၍ရေချိုးခန်းတကားကို ပိတ်ထားပါဒါမှရှိရင်တော့ အငွေ့ထွက်နေသောရင်နှွေးအိုးရှိသည့်အလုံးပိတ်ခန်းထဲမှခလင်းကိုချော့နေပါမိဘထင်မေးလဲသတိထားပါရင်နှွေးငွေရှူ၍မှမတက်သားလင်းတော့ခလင်းကိုအပြင်တစ်ပတ်ချီ၍ထွက်လျှောက်ပြီးပါရင်နှွေးငွေနှင့်မတက်သားသည့်ခလင်းကလေးအေးနှင့်တက်သားတတ်ပါသည်ခလင်းကလည်းပဝန်းကျင်အပြောင်းလဲကြောင့်ငိမ်သက်ငိမ်ချမ်းသွားတတ်ပါသည်အနှီးလောင်လှအနှီးပဲပပတ် ဒိုင်ပါခေါ်ခလေးသေးကန်ကလေးတွေပဲပတ်ပတ်ပတ်တည်နေရမှာအနီးပြင်တွေထွက်တတ်ပါသည် Vaseline cream ကတက်တာစီတက်ပါသည်အနီးကလေးသေးကန်ကလေးလည်းဖွင့်ဖွင့်ထားပြီးပါ One jet one shot လင်းဒစားရီကိုပဲတိုက်တဲ့ကြောင်းပိုးသက်ဆေးများဝမ်းပိတ်ဆေးများကို့သဘောနှစ်ကိုမတိုက်တဲ့ကြောင်းကျွန်တော်မကြာခဏရေးခဲ့ဘူးပါသည် ဓာတ်ဆိုင်ရအဆင်သင့်မရှိလင်ကိုဟာကိုဖြော်လို့ရပါသည်ရေကလက်ဖက်ရည်ကွက်နှင့်၄ကွက်စားကလက်ဖက်ရည်ဇွန်းသေးနှင့်တဝက်တကြားကထမင်းစားဇွန်းနှင့်နှစ်စွန်းဒီလောက်ဆိုရင်အရေးပေါ်အတွက်အဆင်ပြေပါသည်ကိုင်းဘယ်နဲ့ရှိစာဖေဖေနဲ့မင်းမင်းအိမ်တွင်းကလေးအထူးကုဆရာဝန်တွေလှုပ်ဖို့အဆင်သင့်ဖြစ်ကြပြီလားဒေါက်တာရဲမြင့်ကျော်